ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့နိုဝင်ဘာလ18ရက်ည8နာရီနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော်တော်မှာပါ။အချိုးပြောင်းနေပြန်တဲ့ခင်မုန်းတဲ့ BK ထွန်းရဲ့တာသမီတွေအပေါ်တာဝန်မကျေမှုကိုဖွင့်ချလာတဲ့ပိုးကြဖြုတ်ကင်သူတို့ရဲ့အိမ်တော်ရေကောလာဟာလာသတင်းတွေနဲ့ပတ်သက်ပြီးပညာသားပပနဲ့ပြောလာတဲ့ဤချောပူအခုလိုအကြောင်းရင်းကြောင့်ဟန်နီမွန်မထွက်သေးတဲ့စိုးပြေတဲ့ဇင်နဲ့ဟင်းဝေရန်စတဲ့သတင်းတွေပဲဖြစ်ပါရဲ့ရှင်။ အချိုးပြောင်းနေပြန်တဲ့ခင်မွန်းတဲ့ PK ထုံးရဲ့သားသမီးတွေအပေါ်တာဝန်မကြေပွန်မှုကိုဖွင့်ချလာတဲ့ပိုးချဖြူခင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပိုးချဖြူခင်ကတော့ခင်မွန်းတဲ့ရဲ့အချိုးပြောင်းနေမှုသားသမီးပေါ်မှာတာဝန်မကြေတဲ့အကြောင်းအရာတွေကိုအင်တာနက်ပေါ်မှာချပြလာပါတယ်အစောပိုင်းမှာတော့ပိုးချဖြူခင်ရဲ့ခင်မုန်းတဲ့ကပိုးချဖြူခင်ကိုဝင်နေစီလာစီအချိန်မှာ KTV သွားပြီးတော့တညာလုံးအိတ်နေရာကြောင်းပိုးချဖြူခင်ကတိုင်းသိပြည်သိနဲ့ရင်ဖွင့်ခဲ့ပါသေးတယ်။ အခုလေသားသမီးတွေကိုတာဝန်မကျေတဲ့ပီကီထွန်းရဲ့လုပ်ရက်တစ်ခုကိုရင်ဖွင့်လာခဲ့တာပါဒီတစ်ခါပိုးချဖြူခင်ပြောပြလိုက်တာကပတ်စံကိစ္စမဟုတ်ပါဘူးအချစ်နဲ့တာဝန်ကိစ္စပါသူ့ရဲ့သားလေးဦးဦးရဲ့မွေးနေ့မှာကလေးကသူ့အဖိုးအဖွားဦးလေးအတော်အကိုအမဝမ်ကွေးမောင်နှမတွေစီကအဆအားလုံးစီကနေမွေးနေ့လက်ဆောင်တွေရခဲ့ပါတယ်ဒါပေမဲ့တယောက်တော်သူဖြစ်တဲ့သူ့ရဲ့အဖေကိုပီကီထွန်းစီကနေတော့ဘာလက်ဆောင်မှမရခဲ့ဘူးလို့ဆိုပါတယ် ဒါဒီနေ့မှလားဆိုတော့မဟုတ်ပါဘူး။ပိုးချပြခင်ရေးထားတာကမနစ်ကလည်းမရဘူး။ဒီနေ့လည်းမရဘူးလို့ဆိုပါရစေ။ ကဲမွေးနေ့လက်ဆောင်ကတော့ထားပါတော့ PK ထုံးကအပြင်ကပြန်လာရင်ကလေးတွေအတွက်မုံလေးအယုတ်လေးဝယ်လာပေးတာမျိုးရောရှိလားဆိုတော့တခါမှမရှိခဲ့ဘူးဘူးလို့ဘိုးချဖြူခင်ကဆိုပါတယ်။ဒါကသားလေးစိန်ဦးကိုမှမဟုတ်ဘူး။အရင်အိမ်ထောင်ထဲရတဲ့သားကြီးဖုန်ပြေကိုဆိုရင်လည်းအဲ့ဒီအတိုင်းပဲလို့ဆိုပါတယ်။ဒီလိုမျိုးကလေးတွေကိုဘာမှလက်ဆောင်မပေးတဲ့အပေါ်မှာခေမုံးတဲ့ PK ထုံးရဲ့အကြောင်းပြချက်ကပို့ပြီးတော့အင်အားသင့်စရာကောင်းနေပါတယ်။သူပြောတာကအမတ်တရားကအဒီမီသားစုမှလူဖြစ်လာတာကအမတ်တရားထက် ်ပို့တော့လက်ဆောင်ပဲလို့ဆိုပါရယ်ဘုရားပြခင်ကသူခင်ပွန်ရဲ့အဲ့ဒီအချိုးတွေကိုတော်တော်လေးစိတ်ပြတ်နေပုံပါပဲသူခင်ပွန်ကသမီးတွေကိုကြတော့ယူရတယ်ကျင်လာတယ်မွေးနေ့လက်ဆောင်ကအစာအသေးစိတ်ပြင်ဆင်ပေးတယ်ဒါပေမဲ့ကိုယ့်ရဲ့သားအရင်တွေဖြစ်တဲ့ဖုံးပြေတို့စိန်ဦးတို့အလှည့်ကြတော့အမြဲတမ်းစုတယ်အမြဲတမ်းအပြစ်ပဲပြောတယ်။ကလေးကိုထိန်ချောင်းမို့အယမ်းမားတယ်ဆိုပြီးတော့ဖွင့်ချထားပါတယ်။ ပြီးတော့သူကသူ့အဖေနဲ့နှိုင်းရှင်ပြီးတော့ပြောပါတယ်ကိုရဲ့အဖေကတော့အဲ့ဒီလိုမဟုတ်ဘူးသူသားအငယ်ဆုံးအုံမူလေးကိုဆိုရင်သူအရန်ချစ်တာကို့လင်ကိုလည်းကို့အဖေလိုပဲသားသမီးတွေအားလုံးပေါ်မှာနူးညံ့စေခြင်းနဲ့ကျင်နာစေခြင်းနဲ့ဂရုစိုက်စေခြင်းနဲ့ကြောင်းသွားကြောင်းပြန်ကအစာလိုက်ပို့စေခြင်းနဲ့အပေါင်းအသင်းတွေထက်သားသမီးနဲ့မိသားစုကိုပို့ပြီးတော့ခင်တွေ့စေခြင်းနဲ့ကိုတက်မတိုင်းတောင်မှကိုတဝက်လောက်တော့ကလေးအလုံးနဲ့ပတ်သက်လာရင်အရာရာမှာသူကိုယ်တိုင်ဝင်ပြီးတော့စီစဉ်ပေးတာမျိုးဥဆောင်တာမျိုးကိုပဲဖြစ်စေခြင်းနဲ့ ဆိုပြီးတော့ဇနီးတယောက်မိခင်တယောက်နေနဲ့သူတကယ်လိုအပ်နေတဲ့ခင်မွန်းတယောက်ရဲ့ပုံစံကိုမျောလင်းတကြီးရေးသားထားတာကိုတွေ့ရပါတယ်။ဘိုးကြပြုခင်ပြောချင်တဲ့အဓိကအချက်ကတော့တာဝန်မကျေပုံမှုပါ။သူရဲ့ဆက်ဆံရေးကအခုကဘာပွဲပဲရှိရှိကိုပဲအဆအဆုံးစီစဉ်။မွေးနေ့မှာတောင်မှအလူပြေးကနေထိအိယာကမထဆိုတော့ဆိုပြီးတော့ပြောထားတာပါ။အမှန်တကယ်မှလည်းကလေးတယောက်တော့အဖေစီကမွေးနေ့လက်ဆောင်မရတော့ အဖေကအတူတူအချိန်မဖြုံးပေးတာဂယုမဆိုင်တာဒါရီဟာကလေးရဲ့စိတ်ထဲမှာဘလို့မှဖျောက်ဖျက်လို့မရတဲ့အမာရွအသေးစားလေးတွေဖြစ်ကြံခဲ့နိုင်ပါတယ်။ ပိုးကြပြင်ငယ်တယောက်ဒီတစ်ခါထပ်ပြီးတော့အင်တာနက်ပေါ်မှာဖွင့်ချတာကသူ့ရဲ့ခင်ပွန်းကိုတာသမီတွေအတွက်တာဝန်တည်တဲ့အဖေတယောက်ဖြစ်ပေးပါတော့လို့တောင်းဆိုလိုက်တာပါပြိသက်ကြီးတို့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ပါသလဲအဖေတွေကသားတွေပေါ်မှာအများတန်းဒီလိုပဲစူတက်ငေါက်တက်ကြတာဒါပုံမှန်ပဲလို့ထင်လားတမမော်တာက PK ထွန်းရဲ့တာဝန်မကြေပုံမှုပိုးကြပြင်ငယ်ခန်းစားချက်ကလုံးဝမှန်ကန်တယ်လို့မြင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင် ကုန်ပကသနာတွေကိုမလိုချင်လို့ပြိသက်တွေကိုအတိမပေးပဲ MRTV4 ပါရှင်တတိနဲ့မင်္ဂလာပွဲကိုကျင်းပခဲ့တဲ့အမင်းသမီးလေးမုံပြိသက်များအလုံးမင်္ဂလာပါရှင်ဒီရက်ပိုင်းမှာဟိဝီရဲနဲ့စိုးပြေတဲ့ဇင်တို့ရဲ့ရွှေကိုဗိတ်တာတဲ့မင်္ဂလာပွဲကြီးကဘလောက်ခမ်းနားတယ်ဒီရက်ပိုင်းဟိဝီရဲနဲ့စိုးပြေတဲ့ဇင်တို့ရဲ့ရွှေကိုဗိတ်တာမင်္ဂလာပွဲကြီးကဘလောက်ခမ်းနားတယ်ဘလောက်အကုန်ကြခံထားတယ်ဆိုရာတွေနဲ့အားလုံးကအိုးအော်တောင်းနေဖြစ်နေကြတဲ့အချိန်ဒီမင်္ဂလာပွဲကြီးရဲ့ဆူညံတန်တွေကြားထဲမှာလုံးဝအတန်တိတ်ဘသူမှမသိလိုက်ရပဲမြန်မာ ာနိုင်ငံရဲ့အစမ်းသာဆုံးဩဇာအကြီးမားဆုံးတတိကြီးတယောက်နဲ့ဒိတ်တဆိတ်လက်ထပ်သွားခဲ့တဲ့မင်းသမီးကျော်လေးတယောက်ရှိပါတယ်။သူမကတော့တခြားသူမဟုတ်ပါဘူး။မင်းသမီးကျော်လေးမုံမဲဖြစ်ပါတယ်။ကဲပကြမဆုံးအားလုံးအင်အားသင့်သွားစီမဲ့အချက်ကိုပြောပြချင်တာပါ။မင်းသမီးလေးမုံလက်ထပ်လိုက်တဲ့သူတို့သားကအာမတတိတယောက်မဟုတ်ပါဘူး။သူကမင်းသမီးလေးမုံကိုယ်တိုင်ကျင်လည်ခဲ့တဲ့ MTV4 ရုပ်သံလိုင်းအပါအဝင် Channel 7 Fortune TV တို့လိုထိတ်တန့်မီဒီယာတွေလုပ်ငန်းစုကြီးရဲ့ပိုင်ရှင်တတိကြီးကိုယ်တိုင်မဲဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်သူမကမြန်မာ မာနိုင်ငံရဲ့မီဒီယာလောကကိုချုပ်ကန့်ထားတဲ့သတိတွေတဲကတူတိုင်းတာလို့မရလောက်အောင်ချမ်းသာကြွယ်ဝတဲ့ထိတ်တန့်ပေါ်စီကြီးတယောက်ပါ သူတို့သမီးလေးမုံကတော့ပရိသတ်တွေချစ်ကြတဲ့ MRTV4 မင်းသမီးလေးပါ။သူမရဲ့ပုံရိပ်ကိုအားလုံးသိကြမှာပါ။သူမကတခြားမင်းသမီးလေးလိုမျိုးထူးဆန်းတဲ့ပုံစံတွေနဲ့ဆွဲဆောင်တာမျိုးလုံးဝမလုပ်ခဲ့ပါဘူး။အများနဲ့ရိုးရိုးအေးအေးချမ်းချမ်းလေးနဲ့နေတတ်ပြီးတော့သူမရဲ့ပင်ကိုအပြုံးချိုချိုလေးတွေနဲ့ပရိသတ်ရဲ့အသီးအမှတ်ပြုမှုကိုရခဲ့ရပါ။သူမရဲ့ social media မှာတောင်သူမရဲ့ကိုယ်ပိုင်ဘဝကိုအများကြီးချပြလေးမရှိပဲအေးချမ်းစွာနဲ့နေထိုင်တတ်သူတယောက်ပါ။ ဒီနေရာမှာဒီဇလန်းကအလုံးကိုပို့ပြီးတော့လေးစားသွားစီတာပါစဉ်းစားကြည့်ပါတယောက်ကနိုင်ငံကျော်မင်းသမီးတယောက်ကအဲ့ဒီမင်းသမီးကိုမွေးထုတ်ပေးလိုက်တဲ့ရုပ်တန်လိုင်းရဲ့ပိုင်ရှင်တထေးကြီးသူတို့နှစ်ယောက်သာစိတ်ကူးရှိရင်ဟင်းဝေရန်တို့မင်္ဂလာပွဲထက်စင်စားမကအခမ်းအနားတဲ့ပွဲကြီးကိုဖန်တီးနိုင်ပါတယ်နိုင်ငံသားကပညာရှင်တွေခေါ်ပြီးတော့ကဘာကျော်မင်္ဂလာပွဲကြီးတစ်ခုကိုလွယ်လွယ်လေးကျင်းပနိုင်တဲ့အင်အားသူတို့မှရှိနေတာပါဒါပေမဲ့သူတို့လုံးဝမလုပ်ခဲ့ပါဘူးဘာကြောင့်လဲသတင်းတွေရဖော်ပြချက်ရဒါကမင်းသမီးလေးမုံရဲ့ကိုပိုင်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ရပါတယ်သူမကပင်ကိုစရဲ့အတိုင်းပဲကုန်းပကသနာတွေကိုလုံးဝမမှန်မောပါဘူး။တခြားသူတွေအပြိုင်ဆိုင်ဘသူဘလို့ပိုခန့်တာလဲဘသူကပိုကြွယ်ဝလဲလို့ကြွားလုံးထုတ်နေကြတဲ့မီဒီယာတွေရဲ့ show off ပွဲကြီးကိုသူမကလုံးဝမလိုချင်ခဲ့ရပါ။သူမလိုချင်ခဲ့ရကတကယ်ကိုအေးချမ်းပြီးတော့တိတ်ဆိတ်ပြီးအတိတ်ပဲရှိတဲ့မင်္ဂလာပွဲလေးတစ်ခုပဲဖြစ်ပါတယ်။ သူမကပြည်သက်တွေကိုကြိုတင်အတည်ပြီးတော့ပြည်ဝတီတပ်ပုံတွေတင်တာလုံးဝမဟုတ်ဘဲနဲ့မိသားစုအနေနဲ့တကယ်ကိုယဉ်နီးခင်မင်းနဲ့မိတ်ဆွေလက်သဆုပ်စာကိုပဲဖိတ်ကြားပြီးတော့မင်္ဂလာပွဲကိုအချင်းချင်းကျင်းပခဲ့တာဖြစ်ပါတယ်။ဒီသတင်းထွက်လာတဲ့အခါမှာပြည်သက်တွေကအံ့ဩသွားပေမဲ့ဝေဖန်တာတစ်စက်မှမထွက်ခဲ့ပါဘူး။အားလုံးကမင်းသမီးလေးမုံရဲ့စိတ်ထားကိုလေးစားနေကြတာပါ။တရေကြီးနဲ့လက်ထပ်ပေမဲ့ကိုယ့်ရဲ့မူလရိုးရှင်းတဲ့ဇယိုက်ကိုပြောင်းလဲမသွားခဲ့တာပါ။ တတိယကြီးနဲ့လက်ထပ်ပေမဲ့ကိုယ့်ရဲ့မူလရိုရှင်တဲ့စရိုက်ကိုပြောင်းလဲမသွားခဲ့ပါဘူး။ဒါမှတကယ်အစင်တန်းအစစ်ဂုံပကသနာတွေတန်းတကယ်အေဂျင့်နဲ့အချစ်နဲ့ရွေးချယ်သွားတယ်ဆိုပြီးတော့ချီကျူးတန်းနေပြင်းနေနေခဲ့ပါရယ်။ပရိသတ်ကြီးတို့ရောဘယ်လိုမြင်ပါသလဲ။ဒီလိုပြောင်းမှခန်းထားတယ်လို့ထင်နေကြတဲ့ခေကြီးတွေမှာတကယ်တန်းနိုင်ရင်သားနဲ့ဂုံပကသနာတွေကိုတမင်ရှောင်ရှားပြီးတော့ရိုရှင်အေဂျင့်နဲ့လမ်းကိုရွေးချယ်သွားတယ်။မင်းသမီးလေးမုံရဲ့စိတ်ထားကိုလေးစားမိကြလားဆိုတာဝင်ရောက်ဆွေးနွေးပြပါဦးနော်။ အခုလိုအကြောင်းရင်းကြောင့်ဟန်နီမွန်မထွက်သေးတဲ့ဆိုဖီးသင်းစင်ရဲ့ဟင်းဝေယံပရိသတ်ကြီးရဲ့အခုလက်တလောဆိုရှယ်မီဒီယာမှာရောအပြင်လောကမှာပါအားလုံးရဲ့ပါဇက်ပြားမှာရေးပန်းအစားဆုံးပြောစမဲ့ဖြစ်ဆောင်ကတော့ငယ်စဉ်ဆုံးတွဲလို့ချစ်စနိုးခေါ်ကြတဲ့မင်းသားဟင်းဝေယံနဲ့မင်းသမီးဆိုဖီးသင်းစင်တို့ရဲ့မင်္ဂလာပွဲကြီးပါပဲ။ မင်္ဂလာပွဲကခန်းသားကြီးကျယ်လွန်ခဲ့တာအလုံးလည်းအတီပါပဲပွဲတပွဲတည်းရောက်တော့မဟုတ်ပါဘူးတရုတ်ပြည်ထီတော်ရောက်ရိုက်ကူးခဲ့တဲ့ပြည်ဝတီတပ်ပုံတွေမင်္ဂလာလက်မှတ်ရေးထိုးပွဲမင်္ဂလာဆေးဆက်ပွဲမင်္ဂလာအိတ်ခံပွဲနဲ့နောက်ဆုံးကျင်းပသွားတဲ့အနုပညာရှင်ပေါင်းစုံတက်ရောက်ခဲ့တဲ့မင်္ဂလာညစာစာပွဲတီပွဲပေါင်း6ပွဲဇက်တိုက်ကျင်းပခဲ့တာပါမင်္ဂလာညစာစားပွဲမှာတင်တို့သမီးဆိုပြည့်စင်ကဝစ်စုံ၃စုံတောင်လဲလေခရာဆိုတော့ဘလောက်ထိခံထားလဲငွေကြီးဘလောက်အကုန်ချခံထားလဲဆိုတော့စဉ်းစားတာကြည့်ပါတော့ ဒီလိုခန်းထားတဲ့ပွဲတွေအပြင်မင်္ဂလာဦးအိမ်သိပြင်ဆင်တာခန်းဝင်ပစ္စည်းတွေဝယ်ယူတာတွေနဲ့ဆိုတော့သတင်းတွေရဲ့အဆိုအရဒီမင်္ဂလာပွဲကြီးတစ်ခုလုံးအတွက်ငွေစင်စုံတွဲတုံးလိုက်တဲ့ဘတ်ဂျက်ကသိန်းပေါင်း9000ကျော်ရှိတယ်လို့လူတွေကြားထဲမှာပြောဆိုနေကြပါတယ်အခုအဲ့ဒီမှာပဲစိတ်ဝင်စားစရာသတင်းတစ်ခုထွက်လာပါတယ်။ဒါကတော့မင်္ဂလာဆောင်ကျင်းစာဦးဇနီးမောင်နှံနေထုံးစံတိုင်းသွားလိရှိတဲ့ဟန်နီမွန်ခရီးစဉ်ကငယ်စဉ်စုံတွဲတို့မထွက်ဖြစ်တော့ဘူးဆိုတဲ့သတင်းမှာ အကြောင်းရင်းကတော့မင်္ဂလာပွဲ6ပွဲဇက်တိုက်မှာရှိသမျှဘတ်ဂျက်တွေအကုန်သုံးလိုက်တာကြောင့်လက်ဖွဲ့ငွေတွေစပွန်ဆာရပေမဲ့သုံးစရိတ်ကကျော်လွန်သွားခဲ့ရကြောင်းဟန်နီမွန်သွားဖို့အတွက်ငွေမရှိတော့တာဖြစ်တယ်လို့ဆိုရှယ်မီဒီယာမှာသတင်းပြန်နေပါတယ်။ဒါကကိုလဟလာပါ။ငွေစည်စုံတွေကပွဲတွေဇက်တိုက်လှုပ်ထားတာကြောင့်ပင်ပန်းပြီးတော့ခဏအနာရလာ။ဒါမှမဟုတ်ဒီသတင်းတွေထွက်နေတယ်လို့တကယ်ပဲဘတ်ဂျက်ကြောင့်ဟန်နီမွန်စီစဉ်ဖျက်လိုက်တာလား။အိမ်မှာပဲအေးအေးဆေးဆေးနေသွားတော့မှလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ ဲ့အိမ်တောင်ရီကောလာဟာလာသတင်းတွေနဲ့ပတ်သက်ပြီးပညာသားပပနဲ့ပြောလာတဲ့ဤချောပူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်လူတွေကြားမှာသတင်းတွေထွက်နေတယ်လို့ခင်မုန်းတဲ့နယ်သူမကအိမ်တောင်ရီကိစ္စကိုပညာသားပပနဲ့ရှင်းပြလာတာကတော့ဒီဥဆောင်မင်းသမီးဤချောပူပါဒီမတိုင်ခင်ကတော့ဤချောပူကခင်မုန်းတဲ့နဲ့အိမ်ထောင်ရေးအစဉ်ပြေပုံမရဘူးခင်မုန်းတဲ့ကဤချောပူကိုနိုင်နေပုံရတယ် မိုးကောင်ကလေးအထုကိုဈေးရုံမှာအစည်းကမ်းလာပြခြင်းဤချောပူရဲ့ခင်ပွန်းကလူကြားထဲမှာဤချောပူကိုစူပူအောင်ငေါ့တဲ့စာသဖြင့်အင်တာနက်ပေါ်မှာသတင်းတွေပြန့်နှံ့နေရဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းသိတဲ့အတိုင်းပဲမင်းသမီးဤချောပူဆိုတာတချိန်ကမြန်မာနိုင်ငံရဲ့အချောဆုံးအလှဆုံးမင်းသမီးတွေထဲမှာထိတ်ဆုံးကပါဝင်ခဲ့တဲ့သူပါ။နောက်ပိုင်းမှာတော့ဤချောပူတရားမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိယကြီးတရားဖြစ်တဲ့ကိုမိုးဆံမုံနဲ့လက်ထပ်လိုက်တဲ့အခါမှာပြည်ပြည်ဆောင်တဲ့အိမ်ထောင်ရေးတစ်ခုအဖြစ်အားလုံးကအားကြခဲ့ကြရပါတယ်။သူတို့နှစ်ယောက်က ရန်ကိုချစ်ကြပြီးတော့ချစ်စရာကောင်းတဲ့သမီးလေးတယောက်ကိုလည်းရထားပြီးသားပါ။ ဒါပေမဲ့အင်တာနက်ပေါ်မှာခင်ပေါ်နဲ့အဆင်မပြေတဲ့သတင်းတွေတက်လာပါတယ်။အစောပိုင်းမှာတော့ဤချိုးဘူကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှတရားဝင်ပြန်မဖြေခဲ့ပါဘူး။ဒါပေမဲ့အခုဒီကောလဟလာတွေအကုန်လုံးကိုတချက်တည်းနဲ့ညင်သွားစေမယ့်အဖြေတစ်ခုကိုသူကပညာသားပပနဲ့ချပြန်လာပါတယ်။သူဘလို့ချပြခဲ့လဲဆိုတော့မီဒီယာတွေမှာဖြေတောင် post တင်ရှင်းပြတာတွေဘာတစ်ခုမှမလုပ်ပါဘူး။သူလုံးလိုက်တာကသူရဲ့ပျော်ရွှင်စရာမိသားစုအခြေအနေကိုပရိသတ်တွေရှေ့ကိုချပြလိုက်တာပါပဲ။ အီချောဘောကသူ့ရဲ့လူမှုကွန်ရက်မှာသူတို့ရဲ့မင်္ဂလာသက်တမ်းနှစ်နှစ်ပြည့်အထိမ်းအမှတ်နဲ့အတူနောက်ထပ်သတင်းကောင်းတစ်ခုကိုကြေညာခဲ့ပါတယ်။အဲ့ဒါကတော့မင်္ဂလာရှိတဲ့နောက်ထပ်ရင်သွေးရတနာလေးတစ်ခုထပ်ရလိုက်တဲ့အတွက်ပို့ပြီးတော့ကျေနပ်မိပါတယ်လို့ဆိုပါတယ်။ဒါကငါတို့အဆင်မပြေဘူးဆိုတဲ့ကောလာဟလကိုငါတို့မိသားစုတွေကိုနောက်တစ်ယောက်တောင်ထပ်တိုးလာတော့မယ်ဆိုတဲ့သတင်းကောင်းနဲ့အစာထိုးတုံ့ပြန်လိုက်တာပါပဲ။ ဒါဒီမဲလားဆိုတော့မဟုတ်သေးပါဘူးအဲ့ဒီ post မှာပဲအီချိုးဘိုကအခုလူတွေပြောနေကြတယ်သူ့ကိုအနိုင်ကျင့်နေအောင်ငောက်တယ်လို့သတင်းထွက်နေရဲ့သူ့ရဲ့ခင်မုန်းတဲ့ကိုမိုးစံမုန်းကသူ့ဘလောက်တောင်ဂျေဇူးတင်ကြောင်းချစ်ကြောင်းအခုလိုရေးသားထားခဲ့ပါတယ်သူရေးခဲ့တာကဖခင်မရှိတော့တဲ့နောက်သူမပေါ်မှာဖခင်တယောက်လိုအကူတယောက်လိုခင်ပုံကောင်တယောက်လိုအမြဲတမ်းအနားမှာဖေးမရက်တီပေးခဲ့တယ်။ကျမရဲ့အိမ်တောင်ဦးစီးကိုကျေးဇူးတင်ပါတယ်လို့ဆိုပါရစေ။ ဂျာကခင်မုန်းကနိုင်နေဆိုတဲ့ကောလာဟလာတွေကိုခင်မုန်းကကျမကိုဖေးမပေးနေတာဆိုပြီးတော့အချက်နဲ့ပြန်ဖြေရှင်းလိုက်တာပါ။သူစိတ်ရေးထတာကကျမမိသားစုပေါ်မှာလည်းလေးစားယိုသိမှုရှိပြီးတော့ကျမမိဘကိုသူမိဘလိုချစ်ပြီးကျမမောင်နှမကိုသူ့မောင်နှမလိုဂရုစိုက်ပြီးမြစ်တာပြပေးခဲ့တဲ့အတွက်လည်းပူပြီးတော့ချစ်ရပါတယ်ရှင်ဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အိမ်တောင်တက်တန်းတလျှောက်မိန်းမနဲ့သမီးလေးပေါ်မှာတာဝန်ကျေပြီးတစ္ဆာရှိရှိနဲ့ချစ်ပေးခဲ့တဲ့အတွက်စိတ်လုံခြုံမှုအပြည့်နဲ့ပျော်ရှင်ခဲ့ရပါတယ်လို့အတီလင်း ်းရေးသားထားပါတယ်။ဒါကိုကြည့်ချင်းအဖြစ်ဤချောပေါ်ကအပြင်မှာထွက်နေရဲ့ခင်မုန်းနေတဲ့အဆင်မပြေဘူးဆိုတဲ့ကောလာဟလသတင်းတွေအလုံးကအမှန်မဟုတ်ကြောင်းသူရဲ့ပရိသတ်တွေကိုတခေါမှငင်းမနေတော့ပဲတစ်ချက်တည်းနဲ့ပညာသားပပဖြည့်ရှင်းသွားခဲ့ရဖြစ်ပါတယ်။ပရိသတ်တွေကရောဤချောပေါ်ရဲ့ဒီလိုမျိုးပညာသားပပတုံ့ပြန်လိုက်မှုအပေါ်မင်းလေးတွေကိုပြောသွားခဲ့ကြပါအောင်ရှင်။ဒီမရဲ့အိမ်ထောင်ရေးကိုရောအားကြရင်လားမိမိတို့ရဲ့အမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။